ဖခင်ရဲ့ကျွန်တို့ရဲ့အသက်တာမှာတိုးပွားခြင်းကောင်းခြင်းမင်္ဂလာပေးဖို့ဆိုအရင်ဦးဆုံးကျွန်မတို့ကိုဗာပေးလဲဆိုနီလန်းပေးတာဖြစ်တယ်။နီယာမကိုပေးတာဖြစ်တယ်။ဖခင်ကအဲ့ဒီနီလန်းတွေကိုပေးခြင်းအားဖြင့်တနည်းအားဖြင့်ပညာကိုပေးတယ်၊အကြံဉာဏ်ကိုပေးတယ်။အဲ့ဒီအရာတွေပေးခြင်းအားဖြင့်ကျွန်တို့တို့အသက်တာကိုတိုးပွားစေတယ်၊ကောင်းချီးရစေတယ်။စီးပွားရေးတစ်ခုလုံးဆောင်တဲ့အခါမှာလည်းဒီနေမိတ်ဆွေရဲ့အသက်တာမှာဉာဏ်ပညာလိုအပ်တာဖြစ်တယ်။အဲ့ဒီနီယာမလိုအပ်တယ်။အရင်ကတည်းကစီးပွားရေးလုပ်တဲ့ ေတုံးကဆိုင်လိုပဲတင်းကရောင်းနေတယ်။ဟိုးရှေ့ခေတုံးကလိုပဲရောင်းနေတယ်ဆိုရင်တင်းရဲ့ဘေးသားမှာတကယ်အခုချိန်မှာတိုးတက်နေတဲ့စူပါမားကတ်တွေလာဖွင့်နေဆိုရင်အရင်တုန်းကပုံစံအတိုင်းပဲတင်းလုပ်တယ်ဆိုရင်တင်းရဲ့စီးပွားရေးလုပ်ငန်းဆုံးရှုံးမှာဖြစ်တယ်။ Ideal still လို့အပ်တယ်။အသက်တော်အရာတွေလို့အပ်တယ်။ထို့အရာတွေကိုဉာဏ်ပညာတွေကိုထို့ဖျားပြင်းစီကနေတောင်းလျှောက်ဖို့လိုအပ်တာဖြစ်တယ်။ကပောင်းကျန်းခန်းကြီး30 38ကနေ53မှာ ်တရိစံနေတိုးပွားမဲ့နီလန် idea ကိုຢາກ ਉਹ ຢ່າລະແຂມລາບານຊຽນນີ້ບລູຢູ່ບໍ່ອຈວ່າບລູຢູ່ຊິຫາມບໍ່ລູບາອູຍີຕောက်ລະແດເນາະໂຕນ້ວລະຍີຊິມອະເປັນນີ້ກູຖ້າຈင်းອາພິອ້າຈີແດອະກອງນີ້ກະຕູ້ແຍອົກສາປິດຊີດີຜິດລະແມ້ສູ່ລະໄອເດຍກູຢ່າແອ່ນີ້ໄອເດຍອັນໃດພະຍາທິຄິນກະຍຽນປິນຍາໄປແດໂຕກ້ອງຈີຢ່າແດສູ່ແດອະຍາກູຍຽນຢ່າພະຍາທິຄິນກະເມິດສູ່ແຍອັດຕະມາໄອເດຍຕະຄູ່ລະ ချဲ့ပေးလိုက်လို့နဲ့အဲ့ဒီ idea ကြောင့်မို့တင့်ဟာအထေးတဲ့ဖြစ်နေဘာမဆိုဖြစ်သွားနေအဲ့ဒီဉာဏ်ပညာကိုကျွန်တော်တို့တောင်းဖို့အတွက်လိုတာဖြစ်တယ်ကိုရောကျွန်တော်ရဲ့စီးပွားရေးလုပ်မယ်ဘလို့ idea တွေနဲ့ကျွန်တော်လုပ်ရမယ်သုံးပွားဖို့အတွက် home sale လုပ်တဲ့အခါမှာလို့ရှိရင်အမှုတော်ဆောင်တဲ့အခါမှာပညာတွေကိုရှာတဲ့အခါမှာစီးပွားရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာတစိုးတစ်ခုတော့အရာတွေကိုလုပ်တဲ့အခါမှာအဲ့ဒီသိုးပွားတဲ့နီးလန်းကိုကျွန်တော်ကိုပေးပါလို့ဝိညာဉ်တော်ဆီကနေတင်တောင်းခံဖို့အတွက်လိုတယ် ်ဘုရားခင်တင့်ကိုပေးတဲ့ idea ကအကောင်းဆုံးဖြစ်တယ်လူတွေလည်းသူချင်းမလည်းသူမယ်သူများလည်းလောက်တာဖြစ်ချင်းမလည်းဖြစ်မယ်ဒါပေမဲ့တကယ်ယုံကြည်ခြင်းနဲ့ဘုရားခင်တင့်ကိုပေးတဲ့ idea ကိုလုပ်တဲ့အခါအဲ့ဒီ idea တွေမှာတဲ့အတွက်ကောင်းကြီးနေတာရှိတယ်ဘုရားခင်တင့်ကိုကောင်းကြီးပေးမယ်အခါမှာအပြင်ကလူတွေလည်းတင့်ကိုကောင်းကြီးပေးရမဟုတ်ဘူးအပြင်ကတစုံတစ်ခုတော့အရင်ကောင်းကြီးပေးမှာမဟုတ်ဘူးတဲ့အထဲမှာ ထည့်ထားပေးတဲ့စုကျေးဇူးတွေအစွမ်းစားတွေအဲ့ဒီ idea တွေအားဖြင့်သူ့ကိုကောင်းချီးပေးမှာဖြစ်တယ်။ဒါကြောင့်မို့မိတ်ဆွေဖခင်ကိုမေးလျှောက်ပါဖခင်ကျွန်တော်ကိုညံ့ပညာပေးပါကျွန်တော်တိုးတက်ခြင်းကျွန်တော်ရဲ့အမှုတော်နဲ့ကျွန်တော်တိုးတက်ခြင်းဘာတွေကိုကျွန်တော်လုပ်ရမလဲလို့ဖခင်ကိုညံ့ပညာတောင်းပါအဲ့ဒီဖခင်ကသင်ကိုပေးတဲ့ညံ့ပညာကိုလက်တွေ့လှုပ်ဆောင်ခြင်းအပြင်မိတ်ဆွေရဲ့အသက်တာမှာတိုးပွားခြင်းကောင်းခြင်းတွေတက်ရောက်လာမှာဖြစ်တယ်